ကိုလှုပ်သူကမရှိတင်ကဲနဲ့မိန်းကလေးကိုဆွဲထွက်နောက်ကနေတနတ်နဲ့ပြစ်ချလိုက်တာနောက်ကြောတဲ့တဲ့မှန်ပြီးလေးကြသွားရှာတဲ့မိန်းကလေးကချစ်တဲ့သူရင်ဝင်ထဲမှာနောက်ဆုံးစကားလေးတစ်ခုကိုပြောပြီးဆုံးသွားရှာတယ်ငါနှင်းကိုဘလောက်လွမ်းခဲ့ရတယ်ဆိုတာနင်းသိမှာမဟုတ်ပါဘူးတဲ့ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြန်ကြိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်မွန်ဂွန်မင်းသမီးကြီးဂျာဂါကိုကျမတကယ်ကျေးဇူးတင်ရတာရှိတယ်ကျမကဒီကိုယောက်ကြီးတလလောက်မှလမ်းလျှောက်တာတွေများလို့လားဘာလားမသိပါဘူးအခက်မသိင့်ဖြစ်ပြီးကျမညာဖမိုးတွေကမျက်ခနဲဖြစ်သွားပြီးလမ်းလျှောက်လို့မရတော့ဘူးပြက်သွားသေးတယ်တကယ်ဆိုကျမအစင်လာကဘယ်နေရာရောက်ရောက် ချော်လဲတက်တဲ့အစင်လာရှိတယ် အယူအကျော် special လေးဒေါက်တာပင်ဒိုရာအောင်ကြီးကကျမရဲ့အားထားရပေါ့ဒေါက်တာပင်ဒိုရာမရှိတဲ့ဒီနေရာမှာချော်မလဲအောင်ကျမဟာကိုကိုကိုသတိပေးရင်ကဖြစ်သွားတာလीအဲ့ဒါတက္ကသိုလ်ဆေးရုံကိုသွားဖို့ပြင်ဆင်နေတုန်းဝန်ကုန်မင်းသမီးကကျမစီရောက်လာတာသူကလည်းကျမလို GNUA အစီအစဉ်နဲ့ရောက်တဲ့သူလीသူကကျမကိုလိန်စီအစီရှိလားတဲ့မရှိလဲဟင်းရှက်တဲ့စီဆိုလဲရတယ်တဲ့ကျမက လင်းစည်းလင်းစည်းအစီရှိတယ်လို့သူ့ကိုပြတော့ဘေးဆိုပြီးတခါတည်းကျမအိပ်ရာဘေးမှာဒူးလေးထောက်ပြီးကျမခြေဖမိုးတဝိုက်ကိုနှိပ်တော့တာတကယ်ကိုညှင်းသာပြီးကျွမ်းကျင်တာပဲသူကလက်ဟန်ရှေဟန်တွင်နဲ့ပြောပြရှာတယ်သူတို့ကသူတွေဟာခဏခဏအကြောတင်းတတ်တယ်တဲ့အဲ့ဒါကြောင့်သူဒီပညာကို သင်ထားရတာပေါ့လေဘာမှမစိုးရိမ်ပါနဲ့ဈေးရုံလည်းမသွားနဲ့ဈေးရုံသွားရင် ကိုရီးယားထုံးစံအပ်တွေစိုက်လိမ့်မယ်တဲ့ သူ၃ရက်နှိပ်ပေးရင်ပျောက်သွားလိမ့်မယ်ဆိုပြီးကျမကမနက်တိုင်း၃ရက်တီတီလာနှိပ်ပေးရှာတာအံဩစရာနှစ်ရက်မြောက်မှာကျမလမ်းရှောင်နိုင်သွားတယ်လီတငယ်ချင်းဂျာဂါကိုတကယ်ကိုကျေးဇူးတင်ရတော့တာပေါ့နောက်နှစ်ယောက်တော့တငယ်ချင်းကမန်ချူဆိုတဲ့နီပွန်မာလီနဲ့ဂျူဒီဆိုတဲ့အိန္ဒိယသူကလမာလီအသက်ကလေးတွေက22နှစ်နဲ့18နှစ်ဂျူဒီလေးကအသက်18နှစ်ပင်မဲ့အိန္ဒိယထုံးစံအတိုင်းသားတယောက်အမေဖြစ်နေပြီ သူ့ယောက်ျားလေးကဩစတြေးလျမှာသားငယ်လေးတစ်နှစ်သားကို အဖေအမေရစီထားခဲ့ပြီးသူ့ကုမ္ပဏီကတက်ခိုင်းလိုက်တဲ့ဂူရီးယားဘာသာစကားသင်တန်းကို လာတက်ရရှာတာဒီပေါ်မာလေးမန်ဂျူကတော့ကြောင်းတက်ဖို့လာတာထုံးစံအတိုင်းကိုရီးယားစာသင်ပြီးကြောင်းရှာမှာပေါ့လေသူကလေးကကိုရီးယားစာကိုအပြင်းထန်လို့ရမှာဆိုတော့ဒီတတန်းနဲ့တွေမဟုတ်ပဲတခြားအတန်းတွေကိုပါ တနေကုန်လိုက်တက်နေရရှာတာကျမတို့အတန်းထဲမှာတော့မန်ဂျူကအတော်ဆုံးပေါ့ မတိတာရှိရင် သူ့ကိုအာလုံးမေးကြရတာပဲသူရဲ့ကလမာလီဂျူရီရဲ့ကျမတငယ်ချင်းနီဘောပကြီးဆီယာမအရီနာရဲ့၃ယောက်ကဟိန္ဒူစတန်နီစကားနဲ့ပြောလို့ရတော့ဟိုးအတန်းထဲမှာတကယ်ကလတိုက်ကြောင်းဝင်ကြိုက်ပဲဆီယာမအင်းကသူတို့ကြောင့်ပဲအတန်းထဲမှာကိုရီးယားစကားကလွှဲရင်ဤသည့်ဘာသာစကားကိုမှမပြောရပြောတဲ့သူတစ်ခါပြောရင်1900ပေးရမယ် အဲ့ဒီပတ်စံနဲ့ဒီသင်တန်းပြီးရင် ပီဇာပါတီလုပ်မယ်ဆိုပြီးစီကံသတ်မှတ်ရတော့တာအဲ့ဒီစီကံသတ်မှတ်တဲ့နေ့မှာပဲအီရန်ចောင်းသားလေးအာလီက1000နန်းကို ရန်ဘုံငွေပုံလီတဲ့ချက်ချင်းထဲတယ်လီသူကမဖြစ်ဘူးတဲ့သူစားနားမလဲတာကိုအီရန်မလေးမာရီကိုမေးမှဖြစ်မာတယ်လီသူဘာမှနားမလဲဘူးတဲ့တကယ်လဲတကယ်အဲ့ဒီကလေးကအတန်းထဲမှာဘာမှလဲလိုက်မရင်းလိုက်မမှတ်တော့ဘူး ထိုင်နာထောင်နေတာပဲပြီးရင်တခိခိရဲရောသူ့ကြောင့်လဲဆီယာမအင်မျက်လုံးပြူးရပြီးတရန်းလုံးတဟဟရဲရတာလဲအကြိမ်ကြိမ်လှတဲ့ဆိုတဲ့ကိုရီးယားစကားကိုအာလီတလွဲသုံးလိုက်ပုံကဘရသာရှိတဲ့ဆိုတဲ့စကားနဲ့လीဆီယာမအင်ကနာမည်ကြီးမင်းသမီးဆောင်းဟေကို ကျမတို့ရဲ့အွန်စောပုံကိုပြပြီးအာလီကို စကလုံးသုံးခိုင်းတာအာလီကသုံးနှုံပြလိုက်တယ်လीဆောင်းဟေဦးကအရသာသိရှိတယ်တဲ့ကျမလည်း ဆီယာမအင်းကိုမျက်လုံးပြူးအောင်လှုပ်ပြီးပါပြီ။အခုသောစာသင်ချိန်အစမှဆီယာမလေးကမျက်နာလေးညှို့ညို့နဲ့မနှိညကပဲသူ့ရဲ့ချစ်သူဟာမိကုအမေရိကကိုပြန်သွားပြီတဲ့။အဲဒါကြောင့်သူအခုဘာဖြစ်နေသလဲလို့ကလပ်ကိုအတုံးချမေးကုန်မေးတော့တာပဲ။လူကြီးအုံနောက်နဲ့စကလုံးတွေကိုမှတ်မိတတ်တဲ့ကျမကချက်ခနဲဖြေချလိုက်တယ်။ဆီယာမအင်းခေဖူမီတာဖြစ်နေတယ်လို့ဆီယာမအင်းဝမ်းနေနေတယ်ပေါ့။ ဆီယမ်မအင်မမျက်လုံးပြူးသွားပြီးဘာခေဖူမီတာ လို့ဆိုပြီးနို့နို့အာနီယိုစေဖူမီတာလို့ကြပြခေရပြင်ပင်းရင်တဟဟရေရောကြီးတော်မှဂမ်စာမီတာယေဇူပါနုနုငါချစ်သူကြောင့်စေဖူမီတာဖြစ်နေတာမင်းကြောင့်အခုမှငါခေဖူမီတာဖြစ်သွားတော့တယ်တဲ့စေဖူမီတာကဝမ်းနေတာခေဖူမီတာကပျော်ရွှင်တာလေကျမတို့အတန်းလေးဟာကုဟာနဲ့ခိုးတော့ ခေဖူမီတာဖြစ်နေတာပါပဲမန်ဂျူးလေးနဲ့ဂျူဒီလေးကလည်းတစ်ချိန်လုံးကျမကိုကလားတဲ့ချင်းလိုက်တင်လားတင်ရဲ့တခါတော့ကျမက နောက်ပြီးသူတို့အရွယ်တွေမသိနိုင်တော့ဘူးထင်နဲ့ကျမတို့ငယ်ငယ်ကကလားတဲ့ချင်းဂူပွတ်ဒီနာမာစတာနာကိုစူပြလိုက်မိတာအန်ဩစရာသူတို့ကသိနေပြီအခုချိန်ထိခက်စားနေတဲ့တဲ့ချင်းနဲ့တစ်ချိန်လုံးကျမကိုသင်ပေးနေတော့တာပဲ class ခဏနားတဲ့အချိန်ဆိုအိန္ဒိယသူဂျူဒီက အကလေးတောင်ပါလိုက်သေးတယ်ချစ်စရာလေးတွေပါချစ်စရာပျော်တတ်သောဂျူဒီလေးဟာအံ့ဩစရာ မျက်ရည်ကျတတ်သောအမှုပညာကိုခံစားတတ်သောကလေးလေးဖြစ်လို့နေပါသေးတယ်ကိုရီးယားစာသင်ကြားရေးမှာ listening နားထောင်တတ်ဖို့နားလည်နိုင်ဖို့အတွက်ရုပ်ချင်းပြပြီးသင်တာပါတယ်ကိုရီးယားလို စကားပြောစာရန်ကိုလည်းထိုးပေးထားတာပေါ့ကျမတို့ကိုပြတဲ့ရုပ်ရှင်လေးကသဝေးဟုံးနဲ့ကိုရီးယားလို GPU မြန်မာလိုအရင်ပြန်ပေါ့လေ ရေးဖွာနှစ်ယောက်အကြောင်းလေးကိုရိုက်ပြထားတာသူတို့စီမှာစုရင်းအများကြီးရတဲ့ကားပေါ့ဇကားတွေက89နှစ်အရွယ်ဆတ်ဆောင်ဖွာကြီးကရုပ်ရှင်သရုပ်ဆောင်မဟုတ်ဘူးအပြင်ကတကယ့်အစိမ့်သက်သက်ကိုထည့်ပြီးရိုက်ထားတာရိုက်ရတာတိတ်ကိုခက်ခဲမှာပဲဒီကားလေးကိုကျမကမြမပြီးမှကလေးကကြည်ပြီးနေပြီလေစာသင်ခန်းထဲမှာကြည်တာ၃ငိမ်မြောက်လို့ပြောတဲ့အခါဆီယာမအင်းကအံ့ဩလို့မြမပြီးမှရှာရှာပပဇကားတွေရလာရင်လက်တို့ လဲလဲကြည့်ကြတဲ့ရုပ်ရှင်ယူအဖွဲ့မှာကျမလည်းအဖွဲ့ဝင်တစ်ယောက်ပေါ့ဆရာသူခမိန်လိုင်းဟာဥက္ကဋ္ဌတော်ရွေးချယ်တင်မြောက်ထိုက်တဲ့လူလီရှာရှာပါပါဇကားကောင်းလေးတကားကြည်ရတဲ့အရသာဟာဘာနဲ့မှမလဲနိုင်ပါဘူးဝတ္ထုကောင်းလေးတစ်ပုဒ်ဖက်ရတဲ့အရသာနဲ့လေစင်စင်တူပါတယ်ကိုရီးယားကအားလုံးကိုကျမမကြိုက်ပါဘူးအထူးသဖြင့်စီရီလို့ခေါ်တဲ့ဆုပ်အော်ပရာအမျိုးအစားဇလန်းနွဲတွေကို မကြိုက်ဘူးဆုပ်အော်ပရာ ထုံးစံအတိုင်းဇက်ကိုဆွဲဆန်ရတဲ့အခါမှာလှလာပပတတ်တတ်ရရဆွဲမဆန်တရင်ဆွဲဆန်ထားတဲ့အရာကြီးကိုမြင်နေရရော အရာသာကဘလို့မှမရှိတော့ဘူးကိုရီးယားရုပ်ရှင်ဇက်ကားတွေကိုကိုကြိုက်တယ်မြမပြီမာတော့ငါဘလို့မှအရာသာမရှိတဲ့ခူးခူးခွေတွေကိုမကြည့်ချင်တာနဲ့မကြည့်ဖြစ်ခဲ့တဲ့နာမည်ကျော်ဒါရိုက်တာရင်ဂျန်တောင်ကန်းနဲ့ထယ်ဆောက်တို့ရဲ့နာမည်ကြီးကိုရီးယားဇက်ကားကိုဒီကြမှာကျမကြည့်ရတယ် ်တန်ဂွန်ဂျီဆိုတဲ့1950ကတောင်းနဲ့မြောက်ကိုရီးယားစစ်ပွဲကားပေါ့ကျမကြည့်ရတဲ့နေရာကအဲ့ဒီစစ်ပွဲဖြစ်တဲ့နေရာဒဲကုမျိုးရဲ့စစ်သမိုင်းပြတိုက်ကို လေ့လာဖို့အသွာကားပေါ်မှာအဲ့ဒီရုပ်ရှင်ကိုပြတာကာလဒေတာနောက်ခံကပဲတိုက်ဆိုင်နေလို့လားမသိပါဘူးကောင်းလိုက်တဲ့ရုပ်ရှင်တောင်းနဲ့မြောက်ကိုရီးယားစစ်ပွဲအတွက်လူငယ်တွေကို အတင်းအာရမစစ်သည်ဝင်ဖို့ဆွဲခေါ်တဲ့အထင်းမှာညီငယ်လေးကပါသွားတော့အကိုလှုပ်သူကလိုက်ခေါ်ရင် သူ့ဘာလိုက်သွားရပြီးစစ်ပွဲတွေကိုရောက်သွားကြတဲ့ဇက်ပေါစစ်ပွဲတွေကိုရိုက်တာလဲသိကောင်းတာပဲကင်မရာတွေရောသရုပ်ဆောင်တွေရောစစ်ပွဲတွေကိုကိုဘာရောက်သွားတော့တာပဲတကယ်တမ်းဆိုကျမကစစ်ကားဆိုသိမကြိုက်ဘူးသိကောင်းလုံးနဲ့ကားကြာမှကြည်တာဒီစကားကိုကြားတော့သဘောကျလိုက်တာစိတ်ထဲမှာလည်းဖြစ်မိတယ်။ဩသူတို့စကားလေးကောင်းကောင်းရိုက်တတ်သွားပြီကိုလို့အဲ့ဒီကားထဲမှာ ကျမသိခံစားရတဲ့အကွက်ကလေးတစ်ကွက်ရှိတယ်။ကျမကိုရက်ပေါင်းတော်တော်ကြာအောင်စိတ်ထိခိုက်စေခဲ့တဲ့စိတ်ထိခိုက်စေခဲ့တဲ့အခန်းလေးပေါ့။စစ်သေးပါသွားတဲ့အကိုလွတ်သူမှမအီမုတ်ဆူးမှမိသားစုနဲ့အတူတူကြံခဲ့တဲ့ငငယ်ကလေးကအတူနေလာတဲ့သူလေးရှိတယ်။အဲ့ဒီမိန်းကလေးကညီကိုနှစ်ယောက်ရဲ့မိသားစုကိုစစ်တွင်းမှာလောက်ကင်ကျွေးမွေခဲ့ရရှာတာပေါ့။တောင်ကိုရီးယားစစ်တပ်တွေဟာအောင်မွေးခံပြီးညီကိုနှစ်ယောက်ပြန်လာတဲ့အခါမှာ ဲ့ဒီမင်းကလေးဟာစစ်တွင်းမှာမြောက်ကိုရီးယားတပ်ကိုထောက်ခံကြောင်းလက်မှတ်ထိုးခဲ့မှုနဲ့အဖမ်းခံနေရရှာပြီးကိုလုတ်သူကဒေါသနဲ့လိုက်သွားတဲ့အခါမှာ သူတို့ရဲ့တောင်ကိုရီးယားစစ်တပ်ကမရဘူးသစ္စာဖောက်တွေကိုလွတ်မပေးနိုင်ဘူးတဲ့စစ်တွင်းတိုက်ပွဲမှာအသေးခံတိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းပွဲတစ်စိရာအကိုလုတ်သူကမင်းကလေးကိုဒါငါမိသားစုဝင်ကွာလို့ဆိုပြီးဆွဲခေါ်တဲ့အချိန်မှာမင်းကလေးကပြောရှာတယ်ငါလက်မှတ်ထိုးထားတာမှန်တယ်တဲ့ ဒါပေမဲ့ငါငက်လွန်းလို့ထိုးလိုက်မိတာပါအဲ့ဒီလက်မထိုးရင်တို့မိသားစုအတွက်စားစရာပေးမယ်ဆိုလို့ပါတဲ့အကိုလှုပ်သူကမရှိတင်ကဲနဲ့မိန်းကလေးကိုဆွဲထွက်နောက်ကနေတနတ်နဲ့ပြစ်ချလိုက်တာနောက်ကြောတဲ့တဲ့မှန်ပြီးလဲကြသွားရှာတဲ့မိန်းကလေးကချစ်တဲ့သူရင်ဝင်ထဲမှာ နောက်ဆုံးစကားလေးတစ်ခုကိုပြောပြီးဆုံးသွားရှာတယ်ငါနှင်းကိုဘလောက်လွမ်းခဲ့ရတယ်ဆိုတာနင်းသိမှာမဟုတ်ပါဘူးတဲ့ရည်ရည်မပါပဲ ူပြောသွားတဲ့စကားလေးတခုဟာကျမကိုမျက်ရည်တစ်ပေါက်ပေါက်ကြာစီခဲ့ပါတယ်။တကယ်တော့သူပြောတဲ့စကားလေးဟာအင်္ဂလိပ်လိုစာတန်းမှာသူပြောတဲ့ကိုရီးယားစကားကို ကျမနားမလည်ပါဘူး။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲ။ ကျွန်တော်နဲ့အတူတူ စာလေးတွေဆက်ဖတ်ကြအောင်ဆိုကျမတို့စာသင်ငန်းမှာကြည့်တဲ့ရေးဖွာဇလန်းလေးကလည်းဇက်ကလေးကပါပါလေးရဲ့ဝေးလံတီခေါင်လာတဲ့ရွာကလေးမှာတယောက်တည်းနေရရှာတဲ့အဖွားဦးစီကိုစိုးမျိုးကြီးမှနေတဲ့သမီးလုပ်သူကသူအစင်မပြေတဲ့အခိုက်တန်လေးမှာသူ့ရဲ့ခုနှစ်နှစ်သားလေးကိုခဏလာပို့ထားတဲ့အဖြစ်ပြက်လေးပေါ့ညီနဲ့အဖွားကတခါမှမတွေ့ဘူးကြဘူးအဖွားကစကားလည်းမပြောတတ် စာလေးကောင်းကောင်းမတက်ရှာဘူး မြေကမြေစုကလေးခါကုံကုံကြီးနဲ့ဆင်းရဲပင်မန်းစွာ နေရှားတဲ့အဖွားကိုအမျိုးမျိုးစုအဖွားကအားလုံးခွင်လို့နောက်ဆုံးတော့မြို့ကအမေပြန်လာခေါ်ကနီးမှမြေကလေးကတန်ရောစဉ်တွေ့သွားပြီးစိတ်ထိခိုက်စွာခွဲခွာကြတာလေးကိုရိုက်ပြထားတာကျမကဒီဇက်ကားကို ကြည့်တဲ့အခါတိုင်းမြို့ကိုပြန်ရခါနီးမှမြေကလေးကမမြင်မဆန်းနဲ့အပောက်ထိုးရရှားတဲ့အဖွားအတွက်အပောက်ထိုးပြီးသားချီရရှိကြီးတွေနဲ့ အတ်တွေကိုအချုပ်ခုံလေးမှာအများကြီးထိုးပေးခဲ့တဲ့အခန်းကိုရောက်ရင်ဘလုံးမှထိမရပဲမျက်ရည်ကဝေစမြဲပေါ် ကျမချစ်တဲ့အဖွားကိုဟိုငယ်စဉ်ဘဝတုန်းကအမြဲအပေါက်ထိုးပေးရတာလေကျမတို့ကြည်နေကြတော့အဲ့ဒီအခန်းလေးလဲရောက်ရော မောင်နေတဲ့အခန်းမှာရှိုက်ကြီးတငယ်ငိုချလိုက်တဲ့အတန်က အကျဲကြီးထွက်လာခဲ့တယ်။ဆီယာမအင်းကလည်းလန့်ဖြန်သွားပြီးမိကိုဖွင့်လိုက်တော့အိန္ဒိယသူလေးဂျူရီယယ်လီ ကျမကဂျူရီကိုခေါ်လိုက်တော့မျက်ရည်ဝင်နေတဲ့ကျမစီသူပြေးလာပြီးနု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 ဆိုပြီးဖက်ပြီးငိုတာငိုတာမနဲ့ချော်ရတယ်ခံစားရချင်းခံစားတတ်တာချင်းမတူကြဘူးများအီရန်ကလေးအာလီနဲ့အီရန်မာလီမာရီတို့ကတော့အခိခိနေဂျူရီဘာကြောင့်အဲ့ဒီလိုဖြစ်တာလဲတဲ့မာရီကသူ့အနေနဲ့အဲ့ဒီရုပ်ချင်းတွေကမြေးစိုးကောင်လေးကိုအပြင်းဖတ်ခေါ်ထုတ်ပြီးခက်ဆက်ဆက်လေးရိုက်ပစ်ချင်တာပဲရှိတယ်တဲ့နီပေါ်သူမန်ဂျူးလေး ဆီယာမအင်ကိုမေးတယ်မေးခွန်းက good question ပါတလောက်အသက်ကြီးပြီးစင်စင်ရဲရဲပင်ပင်မန်းမန်းနေရရှာတဲ့ဘွားအိုကိုတယောက်တည်းဖြစ်ထားတာဘာကြောင့်လဲတဲ့ဆီယာမအင်ခမညာကျင်းနဲ့လောက်တဲ့အဖြေကိုမပေးနိုင်ချဘူးတော့ရွာတွေမှာနေကြတဲ့လူငယ်တွေဟာစိုးမျိုးကြီးပေါ်မှာပဲနေကျင်ကြတယ်တဲ့အဲ့ဒီလိုနဲ့မြို့ပေါ်ကိုတက်လာကြပြီးအဖိုးကိုအဘွားအိုတွေကိုတော့ရွာတွေမှာအဲ့ဒီလိုပြစ်ထားခဲ့ကြတယ်တဲ့လေအဲ့ဒီစကားလေးဟာ သူတို့ရဲ့ဒီနေ့လူနေမှုဘဝအစစ်ကိုထင်ဟပ်တယ်ဆိုရင်ဖြင့်စိတ်မကောင်းစရာပါ။ကျမတို့အာရှရဲ့လူနေမှုဘဝနဲ့ယဉ်ကျေးမှုဟာဒီလိုမှမဟုတ်တာ။ဒီလိုနဲ့ပဲပြောင်းသွားရတော့မလား။ဂျူဝါလေးမောင်အန်ဒီကမျက်နှာငယ်လေးနဲ့မျက်ရည်တုပ်စရာတ िश ူးဆက်ကူလေးတွေကိုကျမနဲ့ဂျူဒီကိုပေးရင် သူ့စတိုင်တိုင်းခေါင်းလေးတရံရံနဲ့ဂရမ်းမဂရမ်းမတဲ့ရုပ်ရှင်ပြပြီးတော့ဆီယာမအင်းကစာဆက်တင်တော့ နင်းနင်းခတ်တဲ့သင်္ကန်းစာကိုတင်တယ်လီထုံစံအတိုင်းစိတ်ရှုပ်ထွေးသွားတဲ့မျက်နာနဲ့မောင်အန်ဒီကကျမကိုလှမ်းကြည့်တယ်ပြီးတော့ကျမနားကို ဖြတ်ခနဲကပ်ပြီးနုနုစေကျုံးဘရင်က ယူးနေတာတဲ့လီကျမမာသာရေချင်စိတ်ကိုချုပ်တီးထားရတာသူကခတ်တီတီနဲ့လက်ညှိုးကို ကောက်ပြီးနှထင်ကိုထောက်ပြထားလို့ဆီယမစားတင်နာကိုစိတ်ဝင်စားခြင်းအောင်စောင်းနေတာချစ်စရာရေစရာ ကောင်းတဲ့ကလေးလေးပါသစိန်ကလေးတွေနဲ့တော့ အခါတလီပြောစရာကောင်းပေမဲ့အခန်းထဲမှာတယောက်တည်းဆိုရင်တော့စိတ်ကဖောက်ချင်လာတယ်မြေးလေးကြီး။ဟောကြားလား။ဒေါ်ရီတန့်ကလေဘဲဝဲစီတန်းတာကမှန်းစာကလွမ်းရပါမည်။ငှက်အသွင်တောင်းမှန်ဖြန့်ကြီးတဲ့။ဗားတဲ့။ကြောက်ပရောင်းခင်းစိုးဦးလေးကလည်းကျမတို့ရွှေပြည်၊ကွာဝေးသလို၊ကွာဝေးသကူတဲ့။အိုးအသင်လောကယခုကျမကား ကျမ၏မနက်လက်ဖက်ရေချိန်လေးကို ပြန်လဲရရှိပေပြီ။အသင်လောက ကျမ၏ကိုရီးယားစာ သူငယ်တန်းကျောင်းသူဘဝပြီးဆုံးသွားပေပြီ။အဟောတုခချမ်းသာစွာ လာကြလော့။ဒေါ်ရီတန့်တို့ဒေါ်ချိုပြုံးတို့ကိုသူမောင်တို့စိန်မောင်ကိုကြီးတို့စိန်မတားတို့ဥအန်ကြီးတို့ရေစိမ့်မြတဲ့ဒေါ်အုပ်ကလေးကိုကြည်ရင်လက်ဖက်ရေအတူတူတောက်ရအောင်လာကြလော့။မကြမတင်မှာလဲကျမသည်အိမ်လက်ဖက်ရေလေးကို ချစ်တဲ့သူနဲ့အတူတောက်ရပြီတော့မြီကျမအိမ်ပြန်ရတော့မှလီသစိန်တွေကြားမှာကျမနေခဲ့ရတာငားလာကြော်ကြီးများတောင်ရှိခဲ့ပြီလူဝင်မှာ30ရက်နေဆိုကျမအိမ်ပြန်ရတော့မှနောက်တလနေရင်ပေါ့တလဆိုတာခဏလေးပါခဏလေးပဲစောင့်ရတော့မှာပါလို့အတင်းစကားဆိုတတ်တဲ့ချစ်တဲ့သူပြောသလိုပေါ့ခုဆိုရင်ဂျူးမုံတို့ရှေးဂျိုးဆောင်နေမြေကလည်းအေးစိမ့်စာပြူလာနေပြီ။ စိမ်းများတဲ့သစ်ရွက်တွေကအယောင်ပြောင်းစာပြူပြီးမကြခင်မှာစောင်းဦရွက်ကြွေလေးတွေကိုမြင်ရတော့မယ်ပြီးတော့မှအယိုးပြိုင်ပြိုင်သစ်ပင်တွေဘဝနဲ့အင်မတန်အေးလာတဲ့ဆောင်းရာသီကို ဖြတ်တန်းရရှာတော့မယ်သူတို့ဆောင်းရာသီမှာဘလောက်များအေးသလဲဆိုရင်စူးမျိုးကိုဖြတ်တန်းစီးစစ်နေတဲ့ဟန်မြစ်ဟာရေခဲတဲ့ဟန်မြစ်ရေခဲပြင်မှာလမ်းလျှောက်သွားလို့ရတဲ့အစိုးဝါဆောင်ကရေခဲလီပဲတဲ့ရေခဲလိုအေးစိန်နေတဲ့လေးတိုက်ထဲမှာ သွာလာလှုပ်ရှားရတာဟာအဆိုးရွားဆုံးပဲတဲ့အိမ်ထဲမှာလည်းအငွေတွေအပူငွေလွတ်မထားရင်အီတာမရှိရင်ဘလို့မှနေလို့မရအိတ်လို့မရအောင် အေးတာပေါ့သူတို့ပြောတယ်ရေခဲလီကို98ခုနှစ်အင်္ဂလန်နွေရာသီမှာကျမခံစားခဲ့ဘူးပြီကျမကိုချင်းစာနိုင်ပါတယ်သူတို့ကဒီအော်တိုဘာလအေးစိန်စိန်ကလေးကိုကြိုက်ကြတယ်သူတို့အတွက်အပူမပေးအဲကွန်းမလို့ဟီတာမလို့ပတ်စံလဲချွေတာလို့ရတာကို အဲကွန်ကမိသားကကဈေးသိပ်ကြီးတယ်လီသူတို့အတွက်အေးစိမ့်စိမ့်ကလေးပင်မဲ့ကို့အတွက်ကတော့တော်တော်ကလေးကိုအေးစိမ့်ပါတယ်အပြင်ထွက်ရင်ဂွန်းကဆွဲတာထူးထူးနဲ့ချိအိတ်ဆိုခြင်နှင်းစီးထွက်တဲ့ကျမကိုအင်းကြီးလက်ရှိရဲ့ပန်းလေးတွေနဲ့သူတို့ကအထူးဆန်ကြည့်ကြတယ်ဈေးတွေစူပါမားကတ်တွေမော်ရင်မှာလဲဖြတ်ဆိုနွေရသည်ပစ္စည်းတွေအကုန်ပျောက်ကုန်ပြီးဆောင်းရသည်သုံးပစ္စည်းတွေအကုန်ရောက်လာတော့တာပဲနွေရအတွက်အဝတ်အစား နှွေးဖက်နှက်တွေဘမာမရှားလို့မရတော့ဘူးအနှွေးတွေလဲပင်စီ စကပ်ဘဝတွေနဲ့ဖက်နှက်တွေကလည်းအားလုံးထိတ်အလုံးတွေနဲ့ walking shoe တွေကြီးပဲကြီးတော့သူတို့စီမှာဈေးဝယ်ရတာထူးဆန်းတာတခုက တွေ့ရင်ဝဲထားဈေးမများဆိုသလိုပဲပစ္စည်းတခုကိုတွေ့လို့ကြိုက်ရင်ဝဲပစ်လိုက်ပေတော့မဟုတ်လို့ကတော့နောက်နေ့မှစဉ်းစားအောင်မယ်ဆိုရင်တော့နောက်နေ့မှနောက်တစ်ခါမရှိတော့ဘူးသာမှတ်ပြီးတော့ခြေတုံချတုံလောက်တက်တဲ့ကျမခဏခဏကြုံမှုပြီး ပြီးတော့ဈေးတွေကဈေးဝင်တဲ့ဈေးတဲ့ဆက်ဆံရေးကိုလည်းခဏခဏနားမလည်နိုင်ဖြစ်ရဘူးပြီဈေးဝယ်တဲ့သူကပစ္စည်းတစ်ခုကိုအကြံကြီးယူနေရင် သူ့တို့စိတ်မရှိတော့ဘူးစိတ်တုန်နေတဲ့အမူအရာပြီးမခံနိုင်တော့ဘူးဆိုတဲ့အမူအရာကိုခက်ရိုင်းရိုင်းပဲပြတတ်တယ်ပြီးတာနဲ့မရောတော့ဘူးဆိုတာမျိုးလည်းလှုပ်တတ်တယ်သူ့တို့လူမျိုးအချင်းချင်းကိုရောနိုင်ငံညာသားတွေကိုရောပဲညောင်တုံးလို့ခေါ်တဲ့နာမည်ကျော်ဈေးကြီးကြီးထဲမှာ မောင်ငယ်ဥထုံမြအောင် မန္တလေးရင်ကျင်းမှုတက္ကသိုလ်ပကြီးတွဲဖက်ပေါမောက်ခတွေ့ခဲ့တာဆိုအယုတ်တွေရောင်းတဲ့ဆိုင်းရှင်းယောက်ျားကဈေးဝယ်မျိုးသမီးတယောက်သူတို့လူမျိုးပဲကို သူ့ဆိုင်ကမြေကြီးပေါ်ပောက်ကြည့်ရတဲ့ပလတ်စတစ်ပြော့ဘောလုံးအယုတ်ကလေးကို မပြောမဆိုမြေကြီးပေါ်ပောက်ကြည့်လိုက်တဲ့အမှုနဲ့ပါးကိုဖြန်းခနဲ့ရိုက်ထည့်လိုက်တဲ့ပြီးတော့သူတို့တွေဆက်ဝေးပေါ်မှာတယောသန်းဆုံနောက်ခံတီးဂီတတန်နဲ့လဲရမ်းဖြစ်ပြီးနပန်းလုံးတက်ကြတယ်အစိုးရအစည်းအဝေးတွေမှာလဲဖက်နှက်ချွပြီး ဖနှက်နဲ့ထပေါက်ဒါမျိုးလည်းရှိတယ်ဘလို့လဲမသိပါဘူးတခုတော့လဲကျမတွေးမိပါတယ်သူတို့တွေဟာလဲအာရှတိုက်သားပြီးပြီးသွေးပူသွေးစုလွဲစိတ်လုံရှားလွယ်ကြတာလဲဖြစ်နိုင်ပါတယ်ကျမတို့ဒီကရွှေမြမာတွေရွှေတွေရဲ့အခေါ်ကာကြီးသားတိုင်းတော့လဲမဟုတ်ပါဘူးတချို့သောကာကြီးသားတွေကြတော့လဲသူတို့ခင်မိရင်ဇွတ်ကိုခင်နေတော့တာပဲကျမတို့ចောင်းသားကဇန်ကုတ်ဝဲဈေးကလေးထဲမှာရင်ကိုဈေးလေးအလေရန်းက ကိုရီးယားမိဖက်နယ်လေးတွေရောင်းတဲ့ကာကြီးသားဆိုကျမတို့ကိုဖက်ကာချင်းကူတဲ့ပထမတန်းစားတငယ်ချင်းပေါ့လေချင်းကူဆိုတာကိုရီးယားလိုတငယ်ချင်းလို့ပြောတာကျမတို့သူ့ဆိုင်ရှိကဖြတ်သွားတာ ਨੇ ဟေးဆိုပြီးဝမ်းသာအားရအော်နှုတ်ဆက်တော်တာပဲသူ့စီကဖက်နယ်ဝင်ရင်လဲဇီးမြဲလျှော့ပေးတယ်ကုံစုံဆိုင်က အိုမားတယောက် ਨੇ အိုနီတယောက်လဲအဲ့ဒီလိုပဲသဘောကောင်းပြီးအမြဲကူညီတတ်တယ်ဈေးလဲအမြဲလျှော့ပေးတယ် အဲ့ဒီကျမတို့ဈေးလေးထဲမှာပဲနည်းနည်းလေးပစ္စည်းရွေးတာကြာတာနဲ့ရှူ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 ဖြစ်ပြီးစိတ်တို့မောင်းထုတ်တတ်တဲ့သူတွေလည်းရှိတယ်။ကိုရီးယားလူမျိုးတိုင်းဟာဂျွန်ဆွန်အွန်ဆောတို့ဂျူးမုံတို့ဒါရိုက်တာယင်တို့ချန်ငင်တို့လိုတော့မဖြစ်နိုင်ဘူးလေ။ရုပ်ရှင်တွေကဘဝနဲ့အပြင်လောကဘဝတွေဟာထတ်တူထက်မြတ်ဘလို့တူနိုင်မှာမလဲ။သူတို့မင်းသားမင်းသမီးတွေတောင်မှသူတို့တည်ယုတ်ဆောင်နေရတဲ့ဘဝတွေနဲ့အပြင်ဘဝတွေလာတူနိုင်ရှာကြတာမှမဟုတ်တာ။ ခုဒီအောက်တိုဘာလဇန်မာတွင်ကိုကိုကိုတက်သေးသွားရှာတဲ့နာမည်ကြီးမင်းသမီးလေးတယောက်ရှိတယ်။ချုံနဲ့ကျမတို့စီမာကိုရီးယားပြည်သက်တွေကောင်းကောင်းသိတဲ့မင်းသမီးလေးတယောက်ပေါ့။ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းမင်းသားတယောက်အဲ့ဒီလိုပဲဆူဆိုက်ပဲ။ကိုရီးယားမင်းသားမင်းသမီးတွေကြားမှာကိုကိုကိုတက်သေးတဲ့ဆူဆိုက်ဟာဖက်ရှင်တစ်ခုလိုဖြစ်နေတာဟာလေကြောက်စရာကောင်းပါလေ။သူတို့စီရင်မှာကျမဖတ်ကြည့်တော့ရုပ်ရှင်လောကသားတွေရဲ့ဆူဆိုက်ဟာ 1960ခုနှစ်ကစလိုက်တာ1990လောက်ကစပြီးဒီနှစ်ကုန်အထိနှစ်တိုင်းနှစ်ယောက်နဲ့သုံးယောက်ကြားမှာဖြစ်နေတာတဲ့ခုလိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification ကောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ